ာမှုတွေရှိနေချိန်ဘင်္ဂလားဒေ့ရှ်ဘက်ကမြန်မာနိုင်ငံဆိုင်ရာတံမတ်ကိုပြန်လည်စင်ခေါ်အလုံးမဲမိင်္ဂလာပါလက်ရှိမှာဆိုရင်တော့ရခိုင်ပြည်နယ်ရဲ့နေရာတော်တော်များကိုအေအေကထိချုပ်ထားနိုင်ခဲ့ပြီဖြစ်ပါသည်2023နိုဝင်ဘာ23ရက်မှစတင်ပြီးတော့ထိုးစစ်ဆင်နွှဲခဲ့တဲ့အရက်ကတက်တော်ဟာရခိုင်ပြည်နယ်14မြို့နယ်ချင်းပြည်နယ်ကတမျိုးတို့ကိုတင်ပိုက်ထားနိုင်ခဲ့ပါသည်အိမ်မျိုးတွေဆိုရင်လေအရက်ကပြည်သူတော်လှန်ရေးဆိုရာဖွဲ့စည်းပြီးတော့အုပ်ချုပ်ရေးတရားစီရင်ရေးပညာရေးကျန်းမာရေးစတဲ့အုပ်ချုပ်ရေးရန်နေရာများလဲပတ်နေပါသည် အေရဲ့နေမြေထင်းကျုံမှုကျပြက်လာနေမြရခိုင်ပြည်နယ်နဲ့နေနမိတ်ချင်းထိဆက်နေတဲ့ဘင်္ဂလားဒေ့နိုင်ငံအားဆိုရင်လေအရကတက်တော်နဲ့ထိတွေ့ဆက်ဆံမှုတွေလှုပ်လာခဲ့ပါရီနေဆက်မှာတောင်မှအေရဲ့အလံဆိုင်ထုံမှုတွေရှိလာခဲ့တဲ့နောက်မှာဘင်္ဂလားဒေ့နိုင်ငံရဲ့နိုင်ငံတော်ဆင့်လုံခြုံရေးကြံပေးဖြစ်တဲ့ခါလီလာယာမန်ကလည်းဘင်္ဂလားဒေ့စတီကဲတွေဟာအရကတက်တော်နဲ့ထိတွေ့ဆက်ဆံရလိမ့်မယ်လို့ပြောလာခဲ့ပါရီ ရိုဟင်ဂျာဒုက္ခသည်တွေရခိုင်ပြည်နယ်ကိုပြန်လည်နေထိုင်ဖို့လုံခြုံတဲ့နေမြေတခုဖန်နေရတဲ့အေအေနဲ့ဆွေးနွေးညှိနှိုင်းနေကြောင်းဂျာကာလာဆိုရအဖွဲ့အကြီးကမိုဟာမက်ယူနုစ်ကိုတိုင်ကတရားဝင်ပြောထားခဲ့တာပါဒါနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့အပြင်းထန်ကက်ကွက်ခဲ့ပါရီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်သားပြေတာဝန်ယူထားတဲ့ ဘိုဂျုံမိုဂျိမီအောင်လိုင်ကဘင်္ဂလားဒေ့ဂျားကာလာဆိုယာထံကိုကန့်ကွက်စာပေးပို့ခဲ့ကြောင်းလည်းသိရပါရီဘင်္ဂလားဒေ့ဘက်ကအရခါကြတော့ AA နဲ့ထိတွေ့ဆက်ဆံမှုလုပ်ခဲ့တာကြောင့်နှနိုင်ငံဆိုယာတွေကြောင့်တင်းမာမှုတွေရှိလာခဲ့ပါရီလက်ရှိမှာတော့ဘင်္ဂလားဒေ့ဆိုယာဘက်ကမြန်မာနိုင်ငံဆိုင်ရာတန်မဲဖြစ်သူမိုနိုဝါဟိုစိန်ကိုဒါကာမြို့တော်စီကိုချက်ချင်းပြောင်းလဲစစ်ကောထားခဲ့ပြီးဖြစ်ပါရီဒါနဲ့ပတ်သက်လို့ဘင်္ဂလားဒေ့နိုင်ငံသားကြီးရာဝေးကြီးထတာကလည်းတည်ပြထားခဲ့ပါရီမိုနိုဝါဟိုစိန်က မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့တမ်မက်ဖြစ်2023ခုနှစ်ကလေးကတာဝန်ထားခဲ့သူဖြစ်ပါရီယခုလာစောပိုင်းတော့ဆိုရရင်ဘင်္ဂလားဒေ့တန်ယုံကစစ်တမ်းမှု အက်ဒန်ဟိုစိန်ကိုလည်းဘင်္ဂလားဒေ့ရှ်ကိုပြန်လည်စစ်ခေါ်ထားခဲ့ပြီးအစားထိုးခန့်တာမျိုးလည်းမရှိပါဘူး။ဒါကြောင့်မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့ကြားမှာတတ်တပဲရေးရာဆုံးသက်တော့မှလားဆိုတာစဉ်းစားစရာဖြစ်လာခဲ့ပါတယ်။အချို့သတင်းတွေကတော့ဘင်္ဂလားဒေ့ရှ်အံမတ်ကိုမြန်မာဆိုရဘက်ကမောင်းထုတ်ခဲ့တာဆိုပြီးတော့လည်းဖော်ပြနေကြပါတယ်။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကြားကာလအစိုးရအကြံပေးဖြစ်တဲ့မူဟာမက်ယူနုတ်ကဘင်္ဂလားဒေ့ရှ်အံမတ်ကိုမြန်မာဘက်ကနှိထုတ်တာမဟုတ်ဘဲပြန်လည်စစ်ခေါ်ထားခဲ့တာဖြစ်ကြောင်းဖြေရှင်းသွားပါတယ်။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကတော့မြန်မာနိုင်ငံနဲ့ တနမဲရေရဆုံးသက်ပြီးဆိုတဲ့ပုံစံမျိုးပြောကြားလာတော့ဖြစ်သေးသေးပါဘူးမြန်မာနိုင်ငံကနေတန်မတ်ကိုလောဝရုပ်သိမ်းခေါ်ယူတာမဟုတ်ကြောင်းနဲ့ပုံမှန်ရှင်းလင်းတပြစရာရှိရတဲ့ခေါ်ယူတာလို့လေဘင်္ဂလားဒေ့နိုင်ငံသားကြီးရဝေကြီးဌာနကပြောပါရီ တန်မတ်ကိုမြန်မာနိုင်ငံပြည်ပုံမလာဆိုတာနဲ့ပတ်သက်ပြီးတိကျတဲ့အဖြေကိုခုတင်မသိရသေးပေမယ့်ပြန်လာဖို့ရှိလာနိုင်တယ်လို့နိုင်ငံသားရေးဝင်ကြီးဌာနဘက်ကဖြေပေးသွားခဲ့ပါတယ်။ကြေညာပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့နေမှာလည်းခုလိုမျိုးဆွေဝေစားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့မိပါနဲ့ရှင်။အဘိနာစီခဲ့စားတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတာမီတာစကားလေးလက်စာပါလိုက်ပြစေနော်။ဒီဒီအောင်လောက်တယ်ပဲနှုတ်ဆက်ခဲ့ကြပါမယ်။